ကဲကျွန်တော်တို့အင်္ဂါနေ့မှာဆိုလို့ရှိရင် Manchester United အသင်းကို Everton နဲ့ Premier League မှာပြန်ပြီးတော့တွေ့ရတော့မှာပေါ့နော်နိုင်ငံပွဲတွေကလည်း match လကြမှာပြန်ပြီးစပါဗျာလာကုန်လောက်ကြမှာအဲ့တော့ကျွန်တော်တို့ကတော့ Premier League ကိုကောင်းကောင်းကြီးတော့ကြည့်ရတာမယ်ဒီတောက်လျှောက်အဲ့တော့ဒါပေမဲ့ကျွန်တော်တို့ Premier League စမယ်ဆိုတော့ Manchester United က Everton နဲ့တွေ့မယ် Pink Crystal Palace ပြီးသွားလို့ရှိရင် West Ham ပြီးသွားရင် Wolf Bournemouth အဲ့ဒီ၅ပွဲပေါ့နော်အဲ့ဒီ၅ပွဲမှာ Manchester United ကအမှတ်ပဲနဲ့မှတ်ရနိုင်တယ် အဲ့ဒါကိုကျွန်တော်တို့ပွဲအခြေအနေပေါ်မှာကြိုပြီးတော့သုံးသပ်ကြည့်လိုက်အောင်ဗျာဒီဗီဒီယိုမှာအဲ့တော့ပထမဆုံးအသင်းဖြစ်တဲ့ Everton Everton ရဲ့အသင်းကတော့ကျွန်တော်တို့25ရက်နေ့ November Premier League မှာပြန်ပြီးတော့ကြံရမယ် Old Trafford မှာ Manchester United အိမ်ဝင်25ရက်နေ့ November အင်္ဂါနေ့မနက်အစောပိုင်းမှာစပြီးကြံရမယ် Everton ရဲ့အခြေအနေ Everton ကတော့အခု Premier League မှာ73ငါရနေရာမှာရှိတယ်15မှတ်ရရှိထားတယ်နောက်ဆုံးပွဲမှာက Fulham နဲ့အိမ်ဝဲမှာ290နဲ့နိုင်လာတယ်အဲ့မတိုင်ခင်ကတည်ရကြတယ်ပြီးတော့ Spurs ကိုသူတို့ရဲ့အိမ်ဝဲမှာ Torres ဆိုတဲ့ရလတ်နဲ့ရှုံးထားတယ်အဲ့ဒီမတိုင်ခင်က Manchester City ကိုအာ2ဇီးနဲ့ရှုံးတယ်အဲ့ဒီမတိုင်ခင်ကတော့ Crystal Palace ဆို2-1နဲ့နိုင်ထားတယ်အဲ့တော့ Everton ကတော့ David Moyes အတင်း ဂျက်ဂရီလစ်ရဲ့အစ်အဲ့တော့သူတို့ကတော့တဖြည်းဖြည်းနဲ့တော့အသားကျလာပြီးတော့ကျွန်တော်မြင်နေဗျပထမပိုင်းမှာတော့သူတို့တိုင်ပတ်နေရပါတော့အခုနောက်ဆုံးတွေ့ထားတဲ့အသင်းကြီးနှစ်သင်းထဲမှာတော့သူတို့ခံလိုက်ရတာပေါ့နော်ဒါပေမဲ့ဆန်တန်လန်လန်တည်ကြတာဆိုမဆိုးလို့ပြောရမယ်ဗျအဲ့ဒီတော့ Everton နဲ့အသင်းကိုပြောရင်ကျွန်တော်တို့ Manchester United ကိုရယ်ပြန်ပြီးရောက်ကြည့်ရမယ် Manchester United ကအခုချိန်မှာအင်ဂွင်းရလက်ကမဆိုးလို့ပြောရမယ်ဗျအဲ့တော့ Manchester United ကအင်ဂွင်းရလက်မဆိုးတာရယ်အခုချိန်မှာ ပရီးမီးယားလိကို ပြန်ပြီးတော့ကန်ကျင်တာတွေရဲ့ပြီးတော့အဒံရပြဿနာပြန်ကောင်းလာတဲ့လူတွေရဲ့ပြီးတော့ကျွန်တော်တို့အာပရိသတ်တွေရဲ့အားတွေအဲ့ဒါတွေကတော့ရှိနေမယ်မန်ချက်စတာယူနိုက်တက်ကလည်းရူဘင်အမိုရင်ရဲ့လက်အောက်မှာအခုနောက်ပိုင်းကစပြီးတော့ချောမို့လာပြီလို့ပြောရမှာပေါ့နော်အတင်းမှာစပြီးတော့ဂျယ်ဖြစ်လာပြီအတောင်တောင်နဲ့ဆင်ပြေးလာပြီအဲ့တော့ကျွန်တော်တို့ Everton နဲ့ Manchester United နဲ့တွေ့ခဲ့တဲ့ပွဲတွေ အဲ့ပွဲဆိုလို့ရှိရင်အခုနောက်ဆုံး friendly ပေါ့နော်ပထမဆုံးအဲ sorry နောက်ဆုံးတွေ့ထားတဲ့ပွဲကကျွန်တော် pre season ပွဲအာရာဒီကြိုပွဲမှာနှစ်ကိုးနှစ်ကိုးနဲ့တည်ကြထားတယ်အဲ့မတိုင်ခင်ကလည်းနှစ်ကိုးတုံးကိုးနဲ့တည်ကြထားတယ်အဲ့ဒါလည်းမတိုင်တဲ့အချိန်ကတော့ Robert Amorin ရဲ့ပွဲပေါ့နော်အဲ့ပွဲတော့ ဘလူးမမ်မိုရီရောက်ပြီလေနိုဗ ెంబ ာနောက်ပိုင်းရောက်ပြီးတော့တိတ်မကြသေးဘူးလို့ထင်တယ်ဗျအဲ့ဘွယ်နံပွဲ၃ပွဲလောက်ရှိပြီအဲ့ဘွယ်တော့ကကျွန်တော်မှတ်မိရတဲ့လောက်ကတော့ 4C 4ပြီးတော့မှတ်မိရတဲ့လောက်ကကောင်းကောင်းမှတ်မိတယ်၄ကိုတကူတုံညာနဲ့ကျွန်တော်တို့အဗာတန်ကိုနိုင်ထားတယ်အဲ့ဘွယ်ကအခုဆရာတို့မှတ်မိလိမ့်မယ်2ကိုက rushford နှစ်ကိုက sexy နဲ့ rushford ရဲ့ကောင်တာအတက်နဲ့ armor ဆွဲလာပြီး rushford ကိုချပြီး graphic တန်းကန်တဲ့ဂိုးွားတဲ့အလုံးနဲ့အဲ့ဒီပွဲတုန်းက 4C ပြီးတယ်ပြီးတော့အဲ့ဒီသတင်းစာရှင်းလင်းပွဲအပြီးမှာဘာကြောင့်ကျွန်တော်မှတ်မိနေလဲဆိုတော့သတင်းစာရှင်းလင်းပွဲတဲ့အပြီးမှာ အမိုရင်ကိုမေးတော့အမိုရင်ကဘာပြောလဲဆိုတော့ဒီရလက်ကိုမကြည့်ပါနဲ့ကျွန်တော်တို့အသင်းရဲ့ performance ကြီးကြည့်ရမယ်ငားရဲ့နီးစနစ်တွေကိုချဖို့အတွက်ကြည့်ရမယ်အဲ့တော့မုံတိုင်းလာတော့မယ်ဆိုပြီးတော့သူပြောထားတဲ့ပွဲပထမဆုံးပွဲပေါ့နော်အဲ့ဒီအားကိုသွားပြီးတော့သတိရမိတယ်ဗျအဲ့တော့မှတ်မှတ်တရရအဲ့ဒီသတိရမိတယ်ခဲ့တယ် ဲ့တော့အဲ့ဒီနောက်ပိုင်းမှာတော့ Manchester United ကဖြစ်ခဲ့တာကိုကြားရသေးတယ်။ Everton နဲ့အတွေ့အကြုံကလည်းနှစ်ကိုးနှစ်ကိုးစီပဲတောက်လျှောက်သေးကြခဲ့တယ်ပေါ့နော်။အခုချိန်မှာ David Moyes အသင်းကလည်းမဆိုးလို့ပြောရရမယ်ဗျာ။အရှိကလေမန်းတို့ကလည်းတော်တော်ကြီးကိုကောင်းနေတယ်၄ကိုးတီတွင်ထားနိုင်တယ်။ပြီးတော့အနောက်ကဆိုလို့ရှိရင်ကိုကြီးကိုကြီးဆိုတဲ့နှစ်ကိုးပြီးတော့ Jack Grealish ဆိုတဲ့ဖန်ကိုးဖန်နီးမှုက၄ကတီပြုတ်လုပ်ပေးထားတယ်ပေါ့နော်။ Everton အသင်းကတပိပိပုံပြီးတော့အဆင်ပြေလာပြီ။ အဲ့တော့အဓိကကတော့အဲ့ဒီနေ့ပွဲမှာကျွန်တော်တို့မြင်တွေ့ရမှာတွေကတော့အလဲတန်းပဲအလဲတန်းက James Garner ကလည်းအခုချိန်မှာ Mrs. အာ Premier League မှာ rating ကောင်းတဲ့ DM ထဲမှာပါတယ်။ Yeah ပြီးွားတော့အာနောက်တစ်ခုကကိုကြီးပေါ့နော်သူတို့နှစ်ယောက်အတွဲကရှိနေတော့ကောင်းကောင်း defensive ကောင်းတယ်ဗျာသူတို့ကောင်းကောင်းအကြံခံနိုင်တယ်ထုံးစံတိုင်းပဲ David Moyes ဆိုတော့တဲ့မှာပြင်းစရာပဲသူတို့ပြီး quick counter လာမယ်အာ turnover တွေတော့အဲ့တော့ Manchester United ကအလဲတန်း Casemiro နဲ့ Bruno နဲ့တတိထားရမယ်ပြီးွားလို့ရှိရင် တို့အမြန်ပြန်ပြီးကောင်းတာအတိုက်တွေကိုတကောင်းကောင်းကြီးတရီထားရမယ်။ Manchester United ကတော့မတိုင်ခင်တုန်းကအာအာနေဂျက်ခုကတော့ကောင်းကောင်းကြီး Nottingham Forest ကတော့ပြသွားခဲ့တယ်ပေါ့နော်။အဲ့ဒါကိုလည်း Nottingham Forest ပြထားတဲ့အတိုင်းကိုဒီ Spurs နဲ့ပွဲမှာတို့နင်းတယ် Thomas Frank ကဒါပေမဲ့အဲ့ဒါကို Roman Amorin ကအမြန်အဲ့ဒီပြဿနာကိုဖြေရှင်းပေးခဲ့တယ်ပေါ့နော်။အဲ့တော့ ်အမတ်နဲ့အဲ့ကောင်တောင်းဖာပို့ကဘက်ပို့စာနေတောင်းကောင်းတိုက်တဲ့ပြဿနာတော့ကျွန်တော်တို့မတွေ့ခဲ့ရတော့ဘူးစပါနဲ့ပွဲမှာအဲ့ပြဿနာတော့ဖြစ်ရှင်းဝဲရွာပြီအဲ့တော့ဒေးဗစ်မိုးယက်စ်ကတော့ဘယ်ဟာဘယ်ကွက်နဲ့နင်းမလဲတော့ကျွန်တော်တို့သေချာတော့မသိသေးဘူးဒါပေမဲ့ပြန်ရမှာတေးကြတော့ကျွန်တော် position ရမယ်ကောင်တာ attack တွေနဲ့ပဲကျွန်တော်ပြန်ပြီးအဖောက်ခံရမှာဟေးရှိမယ်ဗျအဲ့ဒီတော့ကျွန်တော်တို့ မန်ချက်စတာယူနိုက်တက်ကအိမ်ဝင်ဖြစ်တာအတကြောင်အိမ်ဝင်မှာဆိုလို့ရှိရင်မန်ချက်စတာယူနိုက်တက်ကအခုနောက်ဆုံးသွားဒီပြည့်ပရီးမီးယားလီဂ်ပေါ့နော်15မတ်မှတ်ပြည့်ရမှာကျွန်တော်13မတ်ထိရယူနိုင်နိုင်နေတယ်17သွင်းထားနိုင်တယ်6ဂိုးပဲပေးရတယ်အဲ့တော့မန်ချက်စတာယူနိုက်တက်ရဲ့အိမ်ဝင် form home form ကတော့အရန်ကောင်းတယ်အဲ့ဒီနေရာတွေရဲ့ကျွန်တော်ပြောလို့ပရိသတ်အားတွေပရီးမီးယားလီဂ်ပြန်စတဲ့အားတွေရဲ့အဲ့ဒါတွေနဲ့ဆိုလို့ရှိရင်မန်ချက်စတာယူနိုက်တက်ကတော့အဲ့ဒီပွဲကတော့တေးကြတယ်ကျွန်တော်ပြောရဲ့3မတ်ကအတေးကြပဲမန်ချက်စတာယူနိုက်တက်ရဲ့အိမ်ထဲမှာ ဲ့ကျွန်တော်အဲ့နောက်တစ်ပွဲကိုထပ်ပြီးကြည့်လိုက်အောင် Crystal Palace နဲ့အဲ့တော့ကျွန်တော်တို့ဒုတိယပွဲဖြစ်တဲ့ Crystal Palace နဲ့ Manchester United နဲ့အဲ့တော့ Manchester United နဲ့ Crystal Palace နဲ့ပွဲကတော့တနင်္ဂနွေနေ့ November လ30ရက်နေ့လာကုန်ပေါ့နော်အဲ့ဒီအချိန်မှာချန်ပီယံကစားရလိမ့်မယ်အဲ့ဒီပွဲကတော့ကျွန်တော်တို့အတွက်စပြီးတော့ဇလန်းစပြီးလို့ကျွန်တော်ပြောမိပါ Everton နဲ့ပွဲမှာကျွန်တော်သုံးမှတ်ရတာပြီဗျာ Crystal Palace ရဲ့အိမ်ဝင်းမှာတွားရောက်ချန်ပီယံရမယ်အဲ့ဒီပွဲ Manchester United ရဲ့ကျွန်တော်တို့ရဲ့အေးအဝေးကွင်းပုံစံတွေကလည်းသိရတဲ့အတိုင်းပြီးတော့ Oliver Gasner ရဲ့ Crystal Palace Oliver Gasner ရဲ့ Crystal Palace ရဲ့ကျွန်တော်တို့က Manchester United ကဘယ်တော့မှအခုလက်ရှိနောက်ပိုင်းပေါ့နော်ရေတုံးကဆိုတော့ let law ပေါ့အခြေအနေကောင်းတဲ့အသေးမှာတော့မပါဘူးဗျပါတယ်လို့ပြောလို့မရ Crystal Palace ရဲ့ကျွန်တော်တို့ရှုံးတာတွေနဲ့တည်ရတာများတဲ့ပြီးတော့ Oliver Gasner ရဲ့အသင်းကထုံးစံအတိုင်းပဲ အလဲတန်းနေအနောက်တန်းနေအရန်ကောင်းတယ်တယောက်နဲ့တစ်စီးကန်းရှိတယ်ဗျာသူတို့ပုံစံကစားတဲ့ပုံစံပြီးရင် low block ကစားတဲ့ position ကောင်းတယ်ပြီးွားလို့ရှိရင်တိတယ်မလားမတ်တက်တာတိုက်မယ်ကောင်းတာနဲ့ဖောက်မယ်အဲ့တော့အဲ့ဒီပုံစံတွေကကျွန်တော်တို့အမိုရင်အတွက်စိတ်ပူစရာဖြစ်တယ်ဗျာတခုဖြစ်နေတာက away form ဖြစ်နေတာရယ်ပြီးွားလို့ရှိရင်နောက်တစ်ခုက ပုံစံကစားတဲ့ပုံစံ မန်ချက်စတာယူနိုက်တက်ထို့တပြင်ရိုဘင်အမိုရင်ရဲ့လက်အောက်မှာကဒီလိုကစားသမားမျိုးတွေဒီလိုကစားကွက်ကစားတဲ့အသင်းမျိုးတွေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ယုံကန်ရတာကအမြဲတမ်းပဲအဲ့ဒီတော့ခရစ်စပယ်လစ်နဲ့ပွဲမှာကျွန်တော်တို့မန်ချက်စတာယူနိုက်တက်ဘာတွေမြောင်းမှန်းလို့ရမလဲခရစ်စပယ်လစ်ကတော့အခုလက်ရှိကျွန်တော်တို့တက်တော့တမတ်ယော့နေနေတယ်ပေါ့နော်ခရစ်စပယ်လစ်ကအနောက်တန်းမှာသူရဲ့ HD ကိုကြည့်လိုက်ရှင်နောက်တန်းက over perform ပြပို့ပြီးတော့ဖြစ်တင်တာတော့ပို့ပြီးကောင်းတယ်အရှိတန်းကကြာလို့ရှင် ဖြစ်တင်တာတဲ့နည်းနည်းလေးယော့နေတယ်။အသိမကောင်းဖြစ်တဲ့ HG အကြောင်းအာအဲ့နောက်ဆုံးတွေ့ထားတဲ့ပွဲကတော့တို့တရေကြထားတယ်။နောက်ဆုံးတွေ့ထားတဲ့ပွဲမှာတော့ Brighton နဲ့တရေကြထားတယ်။အဲ့ဒီပတ်တိုင်ကတော့အနိုင်လာတယ် Brentford 2-0နဲ့တို့ရဲ့အိမ်ကွင်းမှာ Arsenal ရဲ့အိမ်ကွင်းမှာတော့တို့ရှုံးထားတယ်။အာပြီးတော့အဘောမောင်းနဲ့ Crystal Palace အိမ်ကွင်းမှာတရေကြထားတယ်။ Everton ကိုအဝေးကွင်းမှာရှုံးထားတယ်။အဲ့ဒါတွေကိုကြည်ရင်အပြင် Crystal Palace ရဲ့အိမ်ကွင်း form က ကောင်းတယ်လို့ပြောလို့ရမှာပါ။ Ola Vega Sala အဲ့မတိုင်ခင်ကတော့တော်တော်ကောင်းနေတာပေါ့နော်။အဲ့နောက်ခုနောက်ပိုင်းမှာတော့အဝေးခွင်းလေးမှာတို့ဆပြီးတော့ခံလာရတယ်။အဲ့တော့ Wolf နဲ့ Petro ဒီ International Break အပြီးမှာတွေ့မယ်။ပြီးသွားလို့နောက်တစ်ပွဲကတော့တို့ကျွန်တော်တို့ Premier League မှာပေါ့နော်။ Manchester United နဲ့တွေ့မယ်။အဲ့တော့ Matata ကိုကျွန်တော်တို့အဲ့ဒီပွဲမှာကြည့်ရမယ်။အခြေအနေတွေကတော့ခက်ခဲနေတယ်လို့တော့ကျွန်တော်တို့မြင်တယ်ဗျာ။ ကိုသွားလို့ရှိရင်2-1တော့3-2တော့လဲအဲ့ပုံစံမျိုးတွေနဲ့ Manchester United ရှုံးတော်ကပ်ပြီးရှုံးနိုင်တယ်။အဲ့ဒီပွဲမှာကျွန်တော်အနေနဲ့အမျှော်လင့်တာကတော့တမတ်ပေါ့နော်။အဲ့ဒီတမတ်ရခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မစိုးဘူးဗျ။အဲ့ဒီတပွဲကစပြီးကျွန်တော်တို့စကားပြောမှာနောက်ပိုင်းပွဲမှာလည်းဘုံမောက်လို့လာမယ်။ AFCON နေရှိမယ်ဝမ်မပွဲပေးပါရဲ။အဲ့တော့အဲ့ဒီပွဲမတိုင်ခင်မှာတော့ကျွန်တော်တို့အမှတ်ကိုကြီးကောင်းကောင်းကြီးရယူထားနိုင်မှာတော့အရေးကြီးတယ်ဗျ။ကျွန်တော်အမ်ဘိုမိုလို့အမတ်တို့မရှိတဲ့အချိန်မှာ Manchester United ကအခြေထဲမှာတိုင်ပတ်အောင်မယ်လို့ကျွန်တော်ထင်တယ်။ကိုသွင်းနိုင်မှာမဟုတ်ဘူးလို့ကျွန်တော်ကမြင်မိတယ် အေးရောဒီဘွဲမှာကျွန်တော်တို့အ ਨੇ ဆုံးတော့ Crystal Palace ကိုတက်မှတ်လို့တော့ကျွန်တော်တော့ခံမန်းနေနောက်တစ်သင်းကျွန်တော်တို့တတိယဘွဲကတော့ West Ham နဲ့ကန်ရမယ် West Ham ရဲ့ကို Ultra Four Manchester United အိမ်ဝင်းမှာတော့ကန်ရမယ် West Ham ကအခုချိန်မှာ Grand Border ရဲ့အသင်းမဟုတ်တော့ Grand Border ကအခုချိန်မှာနိုင်ငံအသင်းကြီးပြ Swedish နိုင်ငံအသင်းရဲ့နီးပြားလောင်းဖြစ်သွားပြီအာ Nuno Santos Nuno Santos ကအချင်းတော့မဟုတ်ဘူး Nuno Santos အချင်းမဟုတ်တာပြင်ကိုသူတို့က Sean Dyche လိုမျိုးအာ အသင်းကယ်တင်တဲ့ကစားနည်းပြလေးလို့ကျွန်တော်ပြောမယ်အထက်ကြီးတော့ရောက်မယ်အသင်းတော့မဟုတ်ပြဒါပေမဲ့အသင်းကိုတော့တန်းစင်းစုံမရအောင်တော့သူတို့ကကယ်တင်တဲ့နည်းပြလေးရအဲ့ဒီအတော့ကျွန်တော်တို့ဘယ်လိုပြောရမလဲဆိုတော့အစလာတဲ့6ပွဲမှာပထမဦးဆုံး3ပွဲတောက်ချောက်ရှုံတယ်ပြီးတော့2ပွဲနိုင်ပြီပေါ့နော်အခုနောက်ဆုံး2ပွဲတောက်နိုင်ထားတယ်အဲ့တော့အစပိုင်းမှာတော့သူအခြေအနေမကောင်းသေးတာလားအသင်းနဲ့တိတ်ပြီးအသားမကျတာလား ဒါပေမဲ့နောက်ဆုံးနှစ်ပွဲမှာတော့နိုင်လာခဲ့ပြီပေါ့နော် နိုင်လာခဲ့ပြီဆိုတာကကျွန်တော်တို့နဲ့ပြောရမယ်ဆိုလို့ရှိရင်ဝက်ဆန်ကဘန်လီကို2 3 2နဲ့နိုင်ထားတယ်အိမ်ခွေးမှာဝက်ဆန်က3 1နဲ့နျူကာဆယ်ကိုဖြုတ်ထားတယ်လီးယူနိုက်တက်ရဲ့အိမ်ခွေးမှာတော့2 1နဲ့ရှုံးတယ်အဲ့ဒါတော့ဆန်အာနိုနိုဆန်တော့စပြီးတော့အတင်းမှာတာဝန်ယူနေတဲ့အချိန်ပေါ့နော်ဘရက်ဖို့ကတော့ဝက်ဆန်အိမ်ခွေးမှာ2 0နဲ့ရှုံးတယ်အာဆင်နယ်2 0နဲ့ရှုံးတယ်အခုနောက် စပြီးတော့ပရီးမီးယားလိနောက်ပတ်မှာတွေ့မယ်ဆိုလို့ရှိရင်ဘောမောင်းနဲ့တွေ့မယ်နောက်တစ်ပတ်ကျလို့ရှိရင်လစ်ဗာပူးနဲ့သူတွေ့မယ်အဲ့တော့မန်ချက်စတာယူနိုက်တက်နဲ့တတိယပွဲမှာတွေ့မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်လစ်ဗာပူးနဲ့မှာသူတို့ကနိုင်ပြီးတော့ဆောင်းရန်နေအားတွေတက်ပြီးတော့ကျွန်တော်တို့ရှင်ရောက်လာမလားတော့မသိဘူးနောက်တာတော့အဲ့တော့ပြောအဲ့တော့ Manchester United ကအိမ်ဝင်းကိုရောက်လာမယ်ဆိုလို့ရှိရင်အိမ်ဝင်းဖြစ်တဲ့အတွက် တိတ်တော့စိတ်ပူကြရတော့မလို့စိတ်ပူကြရမလို့ဆိုပေမဲ့ပြဿနာကဘာလဲဆိုတော့သူတို့ရဲ့ stats တွေဗျ stats တွေကအခုချိန်မှာ sandbox ရဲ့အောက်မှာ stats တွေက whatsapp မှာတော်တော်ကောင်းတဲ့အတင်းထဲမှာပါနေပြီလို့ပြောလို့ရမယ်ဗျာသူတို့ရဲ့ position ကခုန crystal palace style မျိုးပဲ crystal palace တက်ပို့ပြီးကောင်းတာက louis bagatta လို့က premier league မှာ number 1အခုချိန်မှာ dual winning dual winning ဆိုတာ1 on 1မှာနိုင်တာပေါ့နော် Louis Bagetta နိုင်တာဗျအဲ့ဒါကြောင့်အကောင့်သေးပေမဲ့အဲ့ဒါကြောင့်ဂျောင်ဂိုမတ်ဆိုကျွန်တော်ပြောရဲဆိုတာအကောင့်သေးပေမဲ့နေရာကောင်းတဲ့ကောင်တွေကကောင်းတယ်ဗျဘရာဇီးသားတွေကိုကျွန်တော်ကြိုက်တယ်ဆိုတာ Louis Bagetta အခု Premier League မှာနံပါတ်1နေရာမှာအမှတ် AC AC မဟုတ်နော်နံပါတ်1 Premier League ရဲ့ dual winning မှာနံပါတ်1ရထားတယ်ပြီးတော့ဒီတချို့ပွဲတွေဗျာကျွန်တော်ပြောတာကဒီ Newcastle နဲ့ပွဲတို့ဒီ Burnley နဲ့ပွဲတို့တို့နိုင်သွားတဲ့ဆံမှာ blow possession တွေ position ရတာကအရင်နဲ့30လောက်ပဲရှိတယ်40 30 30တောင်မရှိဘူးဟုတ်ကဲ့ဘန်နီနဲ့ပွဲမှာ40 30လောက်ကျင်တယ်ဒါပေမဲ့သူတို့ရဲ့ HG ကကောင်းတယ်ဗျအဲဘန်နီနဲ့ပွဲမှာဆို3 HD ရတာတယ်3ကြော်တယ်ဗျမြုပ်ကစင်းနဲ့မှာဆိုလေ1.75 AC နှစ်ကိုးလောက်ထိရတာလေအဲ့တော့ကောင်းနေဗျာပြီးရောတော့ကျွန်တော်ပြောသလိုပဲ loose backer ဒါကလည်းအလဲတန်းကောင်းနေပြီးတော့နောက်တစ်ခုဆရာသမား1 1 backer က1 backer ကကျွန်တော်တို့ Manchester United မှာတည်းကတော့ မကောင်းတာတော့မဟုတ်ခဲ့ပါဘူးသူတွေကတချို့ပြောကြမှာဝမ်ဘဆတ်ကနီးတူပူပုံနဲ့သူကစားတာဗျာတိလားအဲ့တော့ဝမ်ဘဆတ်ကအာအတင်းဟောင်းနဲ့ပြန်တွေ့ပြန်ဆိုလို့ရင် Manchester United နဲ့ဒါတွေကတော့တူတူကိုပဲကိုပြကြတာပါတော့ဝမ်ဘဆတ်က Manchester United ကိုပြန်တွေ့ပြီဆိုလို့ရှင်လည်းခြေပေါ်တဲ့အထဲမှာပါတယ်အဲ့တော့ဒီနှစ်တည်းမှာလည်းခြေပေါ်နေတယ်အဲ့တော့ဝမ်ဘဆတ်ကလည်းကြည့်အောင်ကြည့်ရမယ် Louis Bacchetta ကလည်းကြည့်ရမယ်အဲ့ဒါသူတို့နှစ်ယောက်ကတော့ကျွန်တော်တို့သတိထားရမယ်ဗျာဒီပွဲက Manchester United အိမ်ဝင်ဖြစ်တယ်မလို့ ကြိုက်တဲ့ဘက်ကိုသွားလို့ရတယ်အဲ့တော့ low ဟို low block ဖြစ်တဲ့အတွက် Manchester United ကကျွန်တော်တို့ကမြန်တာပို့ပြီးများတာကတော့၃မှတ်ပါအဲ့တော့၃မှတ်ကိုကျွန်တော်ကတော့ခံမှန်းတယ်အဲ့တော့ပထမဆုံးပွဲမှာကျွန်တော်တို့တွေ့မယ် Everton နဲ့မှာ၃မှတ်ဒုတိယ Crystal Palace နဲ့ပွဲမှာ၁မှတ်အခု Manchester အဲ West Ham နဲ့တွေ့မှာ၃မှတ်အဲ့တော့အားလုံးပေါင်း9မှတ်ဖြစ်သွားပြီ9မှတ်ဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ Manchester United က အဆေ့ဖြစ်သွားပြီလို့ကျွန်တော်မြောင်းနေအဲ့ကြားထဲမှာတခုခုဖြစ်ခဲ့ရင်တော့မသိဘူးဗျာခရစ်စတယ်ပဲလေးစင်းနဲ့ပွဲရှုံးခဲ့ရင်တော့မသိဘူးတေးရင်နဲ့အနိုင်မှာဆိုလို့ရှိရင်ကျွန်တော်အနိုင်နဲ့ရှုံးဖို့ပိုကြီးကြိုက်တယ်ဗျာတေးရသလိုရင်ဘောတမတ်၃ပွဲကစားမယ်ဆိုလို့ရှိရင်တပွဲနိုင်နဲ့တပွဲရှုံးနေဆိုလို့ရှိရင်အာ၃မှတ်ရတယ်ဒါပေမဲ့၂ပွဲနိုင်နဲ့တပွဲရှုံးနေဆိုလို့ရှိရင်၂မှတ်ပဲရမယ်အဲ့တော့ သေရင်နဲ့အရှုံးကတော့အဲအနိုင်နဲ့ရှုံးကတော့ပို့ပြီးတော့ကောင်းတာပေါ့နော်ဒါပေမဲ့ Quizabelis နဲ့ရှုံးမယ်ဆိုရင်တော့တမတ်သေရရလိုက်တာတော့အကောင်းဆုံးပေါ့နော်အဲ့တော့ကျွန်တော်ခုနမတ်ရမယ်အဲ့ဒီနောက်ပိုင်းမှာပွဲမဲ့ပွဲရနောက်ပိုင်းကျရင် Afcon လာခဲ့မယ်အဲ့တော့ကျွန်တော်တို့ကပို့ပြီး safe ဖြစ်တယ်ဗျာအမတ်ကကောင်းကောင်းစုနိုင်မယ်ဆိုလို့ခုနမတ်ဆိုလို့ရှိရင်ကျွန်တော်တို့၃ဘွဲမှာခုနမတ်ရတာဆိုတော့ကျွန်တော် Manchester United အနေနဲ့အဲ့ဒီအချိန်မှာမစိုးလို့ပြောလို့ရမယ်ဗျာအခုကျွန်တော်တို့ table ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းအခုချိန်မှာ7ဘွဲပြီးွားပြီ7ဘွဲပြီးွားတဲ့အချိန်မှာ18မှတ်ဗျာဆက်တော့ဝဲပြီးွားတဲ့အချိန်မှာ16မှတ်ဆိုတော့နောက်3ဘွဲ ကစားပြည့်တဲ့အချိန်မှာ14ပွဲ14ပွဲပြီးသွားတဲ့အချိန်မှာခုနက9မှတ်ပေါင်းလို့ရှိရင်အားလုံးပေါင်း25မှတ်25မှတ်ဆိုတာကอืมပွဲ15ပွဲလောက်အပြီးမှာ14ပွဲ15ပွဲလောက်မှာ25မှတ်ဆိုတာကျွန်တော်တို့ကို96နေရာလောက်မှာပြီးနေအောင်လို့တော့တေးကြတယ်တေးကြတယ်သူငါသူပိုးကြီးအိုက်ကြတော့မှာတကယ်ရော slip up ဖြစ်ခဲ့တယ်ဥမာ Chelsea လို့ Sunderland လို့ပြန်ပြီးအောက်ကြတာ Arsenal လို့အောက်ကြခဲ့ပြီဆိုလို့ရှိရင်ကျွန်တော်တို့3-4နေရာအောင်တော့ပြန်ပြီးတော့ နေနေနိုင်နေ25မတ်ဆိုတာကအာဒီ25ပွဲလောက်အခြေအနေမှာပေါ့နော်အာကေဝေးတင်းနစ်နေရာကတော့အဲ့ဒီအချိန်25ပွဲလောက်မှာပုံမှန်အရဆိုလို့ရှိရင်တော့တင်းနစ်နေရာအဲ့ဒီမှာ30ကြော်ထဲမှာရှိနေရမယ်ဗျာ40နီးပါးလောက်မှာရှိနေရမယ်အဲ့တော့တင်းနစ်နေရာတော့ကျွန်တော်တို့ရောက်အောင်မှာမဟုတ်သေးဘူးကျွန်တော်25မတ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က3နီးနေရာမှာတော့ရောက်ရောက်နေလိမ့်မယ်အဲ့ဒီအချိန်မှာအဲ့တော့ဒါကတော့ကောင်းတဲ့ဘက်ပေါ့နော်မျောနေတာပေါ့နော်အဲ့တော့နောက်တစ်သင်းကိုတစ်ချက်တော့ကျွန်တော်ဆက်ပြီးကြည့်လိုက်အောင်နောက်တစ်ပွဲ wolf ကဲနောက်တစ်ပွဲကတော့လေးပွဲမြောက် Wolf နဲ့ကန်အမဲပွဲအဲ့ဒီပွဲကကျွန်တော်အတွက်နည်းနည်းလေးပြိတက်နဲ့အားလုံးနဲ့နည်းနည်းလေးတော့ क्वे ပြားလိမ့်မယ်လို့ချင်တယ်ဗျာအခုအချိန်မှာ Wolf ကနီးပြအသစ်ဖြစ်တာလဲ Rob Edward ပေါ့နော်အာသူကတော့နီးပြအသစ်ဆိုပေမဲ့သူကတော့ Wolf ရဲ့ Academy ကနေပြီးတော့ promote လုပ်လာတာပေါ့နော်အရင်တည်းကလည်း first team မှာသူနေခဲ့ဘူးတယ်ဗျာနီးပြလုပ်ခဲ့ဘူးတယ်အဲ့တော့ Rob Edward ကအခု Wolf ကိုရောက်လာပြီအဲ့ဒီတော့အခုအချိန်မှာလည်း Wolf ကနိုင်ပွဲမရှိခဲ့ဘူးညတော့တေးရီပွဲနဲ့ရှုံးပွဲတွေပဲ အဲ့တော့ကျွန်တော်ရဲ့အမြင်ကိုပြောမှဆိုလို့ရှိရင် Roof Wolf မှာကတကယ်ကစားသမားကောင်းတွေအများကြီးပဲအခုကျွန်တော် Manchester United နဲ့နာမည်ထွက်နေတဲ့ Joao Gomez ဆိုအလျား Andre လို့ဆိုရယ်တော်တော်ကောင်းတယ်ဗျအဲ့တော့ပြီးတော့သူတို့ရဲ့ XG ကိုတစ်ချက်ကြည့်လို့ရှိရင် Wolf ကအမြင်နဲ့ under perform ရဖြစ်တင်ဖြစ်ထိုက်တာတဲ့အမြင်နဲ့ရလက်တွေတင်ရကွာချားနေတယ်ပေါ့နော်နိဗျာသစ်ဖြစ်တာရဲ့သူ့ကိုပြကျင်တာတွေရဲ့ကစားသမားကောင်းနေရှိရတယ်ပြီးတော့ဒီကစားလူငယ်သူတို့ရှိမှတက်လာတဲ့လူငယ်ကစားသမားတွေက ဒါစီကန်းရှိရပါခရစ်စပယ်လေးဆိုလို့မျိုးပါတိလားမနေ့တနေ့ကမှတိဆောက်ထားတဲ့အသင်းတော်မဟုတ်ဘူးအားလုံးက तू तू ਆ ਨੇ तू အသားကြပြီးသားဟာလေပြီးတော့ဒီအလဲတန်းမှာကျွန်တော်ခုနပြောတဲ့ဂျောက်ကိုမက်ဆိုပါတော့ကာစမီရိုလို့ဘရူနိုလို့တဲ့ကျွန်တော်ထင်တယ်အဲ့ဒီပွဲမှာပါလိမ့်မယ်အဲ့ဒီပွဲကပြီးတော့မန်ချက်စတာယူနိုက်တက်အဝေးကွင်းဖြစ်တာရယ်ကျွန်တော်အဲ့ဒီပွဲကို တရေတော်မှမလွယ်ဘူးလို့တော့ကျွန်တော်မြင်တယ်။ move ကအဲ့နေပွဲကကျွန်တော်တို့ရှိရသုံးမှတ်ယူသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဗျ။ကျွန်တော်ရဲ့အမြင်ကိုပြောပါဆိုလို့ရှိရင်ကျွန်တော်ပြီးတော့ရှိရင်တမိုင်းမှာတွေးခဲ့တဲ့တောက်လျှောက်ကလည်းဒီလိုအသိမျိုးနဲ့ဆိုလို့ရှိဒီမလွယ်ခဲ့ဘူး။ away in in win နဲ့လည်းမဟုတ်ပဲねအဝေးဝင်လည်းဖြစ်တာဒီကြောင့်ရယ် Ruben Amorim ရဲ့အသိမျိုးတွေတွေ့လို့ရှိရင်ရုံးကန်ရတာတွေနဲ့ဆိုလို့ရှိရင် Wolves ရဲ့အသိကိုကျွန်တော်တို့သုံးမှတ်ပေးရလိမ့်မယ်။ပေးဖို့လည်းမိစားဖြစ်တယ်။ဒါပေမဲ့ အာလေးပွဲမှာကျွန်တော်တို့အဲ့ဒီနေအချိန်ဒီမှာခုနှစ်မှတ်ထိစုဆောင်းထားနိုင်မယ်ဆိုရင်တော့ကျွန်တော်အတွက်ကတော့မဆိုးသေးဘူးလို့ပဲကျွန်တော်ပြောရမှာပေါ့နော်အဲ့တော့နောက်ဆုံးတစ်ပွဲဖြစ်တဲ့ဘောမောက်ပဲပွဲငါးပွဲမြောက်အသင်းကတော့ဘောမောက်နယ်အသင်းဘောမောက်နယ်အသင်းကတော့ Manchester United ရဲ့ Old Trafford အိမ်ခွေးမှာကန်ရမယ်ဘောမောက်ရဲ့ Areola ရဲ့ဘောမောက်ကဒီနှစ်မှာနည်းနည်းတော့ထူးဆန်းတယ်လို့ပြောရမှာထူးဆန်းတယ်ဆိုတာသူ့ရဲ့ form တွေကကောင်းတဲ့ခါမှာစုကောင်းနေမြဲမကောင်းတဲ့ခါမှာလည်း နောက်တန်းကောင်တာကြီးကပောက်ခတ်တယ်အရမ်းများတယ်သူကဆုပရက်ဆင်နေအရန်လုတ်တယ်အာရီယိုလာကဒီပုံစံပေါ့နော်သူပရက်ဆင်ရမ်းလုတ်ရတာကြိုက်တယ်ဘယ်လိုမျိုးပုံစံတော့သူကောင်တာအတိုက်တွေပောက်ခတ်တာအဲ့တော့ကောင်တာနဲ့ကစားတဲ့အသင်းမျိုးတွေဆိုလို့ရှိရင်လည်းခံရတာတွေများတယ်ဗျအသင်းမှာလည်းသူတို့ကောင်းတဲ့ကစားသမားတွေရှိတယ်ဗျအထူးသဖြင့်ဆမ်မန်ညိုရိုးပေါ့နော်မန်ချက်စတာယူနိုက်တက်ရဲ့တနင်းတွင်လည်းဆမ်မန်ညိုရိုးဆိုတာကလည်းရှင်းပြရင်တော်တော်ကောင်းတဲ့ကစားသမားဗျဝေါ့ရိတ်ပေါ့နော်ဝေါ့ရိတ်ပိုင်းမှာဆိုလို့ရှိရင်အရန်ကောင်းတယ်ဒူရယ်မှာကောင်းတယ် ဓာတ်သင်းလုံးမှာတကယ်ပတ်လိုက်ပြီးတော့တကယ်ဂျောက်ပထရိုးလိုမျိုးတကယ်အားကိုးရတဲ့ကစားသမားတွေထဲမှာပါတယ်ဗျာ Manchester United Old Trafford နဲ့အာရှေ့မှာတွေ့ထားတာတွေမှာဆိုလို့ရှိရင်အိမ်ခွေးမှာတော့အာ၃ဟိုးတုံညာနဲ့ဘုံမောက်ကရှုံးခဲ့တယ်ပေါ့ဒါပေမဲ့အဲ့ဒီချိန်တုန်းကဘုံမောက်က ဘယ်လိုပြောမလဲဆိုတော့အခုလိုမျိုးခြေမျိုးမဖြစ်သေးဘူးဗျ။ပြီးတော့အခု pre-season မှာယာတီဂျိုပွဲမှာတွေ့ထားတဲ့ပွဲမှာတော့ Manchester United ကနိုင်ထားတာလေးရှိရယ်။တည်ရပွဲလေးတွေရှိရယ်။ဒါပေမဲ့လည်း4-1လို့ပါတော့နိုင်တာ။ဒါပေမဲ့လည်းအဲ့ဒါကဘောမောက်ကခြေပေါ်သေးတဲ့အခြေမဟုတ်သေးဘူး။ကစားသမားလည်းအပြည့်မရှိသေးဘူးပေါ့နော်အဲ့ဒီအချိန်မှာ။ပြီးတော့ Manchester United ကဒီပွဲမှာအင်ဝင်းဖြစ်တာတကြောင်ပြီးတော့ဘောမောက်ကိုချိန်မငိမ့်တဲ့ ဖြစ်နေတဲ့အတွက်ကျွန်တော်တို့ကတေချာတော့မသိနိုင်ဘူး Manchester United ကိုအကယ်၍ pressing နေလောက်လာတဲ့ခါမှာဒီဘုံမောက်မှာကျွန်တော်တို့ counter attack ကိုဘယ်သူကစားမလဲအဲ့ဒီအချိန်မှာကျွန်တော်တို့ထည့်တွက်အောင်မှာ afcon ဖြစ်နေပြီ afcon ဖြစ်နေဆိုတော့ကျွန်တော်တို့မှာအမတ်တွေအမ်ဘူမိုတွေမရှိတော့အဲ့တော့ကျွန်တော်တို့မှာ counter attack ကိုကောက်ကောက်မြန်မြန်ဖောက်နိုင်မဲ့လူကဘယ်သူရှိမလဲဆိုတော့ကျွန်တော်ထည့်တွက်အောင်ပါတော့အဲ့ဒီဘုံမောက်ပွဲမှာလည်းကျွန်တော်တို့ရှိမှာကျွန်တော်ခုနပြောသလိုပဲနှစ်ယောက်မရှိတဲ့အချိန်မှာကြာသွားနိုင်တယ် အဲ့တော့ဘောမောက်ကလည်းမထင်မထင်သလိုတွေလုတ်တက်တယ်အခုကတော့ရှုံးပွဲနှစ်ပွဲကတော့ဆက်လာခဲ့ပြီပေါ့နော်ဘောမောက်ကတော့ပထမပိုင်းတော့တောက်လျှောက်ကောင်းခဲ့တယ် အဲ့ဒီတော့ကျွန်တော်ဒီဘွဲမှာတရေတော့ပေးခြင်းတယ် Manchester United ကအိမ်ဝင်ဖြစ်တဲ့အတွက်သုံးမှတ်မဟုတ်ရင်တမှတ်ပေါ့နော်တရေရနိုင်တယ်အဲ့တော့ကျွန်တော်ညီကုန်းပြန်ပြီးချုပ်မယ်ဆိုလို့ပထမဆုံးဘွဲကိုကြည့်မယ်ဆိုလို့ရှင် Everton နဲ့ဘွဲ Everton နဲ့ဘွဲမှာကျွန်တော်သိကြတယ် David Moyes ဆိုတဲ့ဘွဲကိုတော့ကျွန်တော်သုံးမှတ်ရနိုင်တယ်ဒုတိယဘွဲကတော့ Crystal Palace Oliver Gasner ရဲ့ Crystal Palace ကတော့ကျွန်တော်တို့ကအဝေးဝင်ဖြစ်တာရတဲ့ကြောင့် Crystal Palace ရဲ့ပုံစံမျိုးနဲ့တဲ့ကြောင့် Manchester United အမော်ရင်ကဒီလိုပုံသင်းမျိုးနဲ့ဆိုလို့ရှင်နည်းနည်းခံရတတ်တဲ့ပုံစံမျိုးတွေရတဲ့ကြောင့်ပေါ့နော်အဲ့ဒါအကြောင်းမလို့ကျွန်တော် တဖက်ပေးထားတယ်တရေပေးထားတယ်အဝေးဝင်းမှာတော့အဲ့ဒီပွဲမှာ၃ညလည်းဖြစ်သွားနိုင်တယ်အဲတရေပေးထားတယ်၃မှတ်၁မှတ်ပေါ့နော်အဲ့မှာ၄မှတ်နောက်တစ်ပွဲကတော့ကျွန်တော်တို့တွေ့တဲ့ WhatsApp WhatsApp Hammer ကတော့ကျွန်တော်တို့နိုင်ဖို့များတယ်နိုင်လဲမနိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်အဲ့ဒီပွဲကကျွန်တော်၃မှတ်ပြန်အဲ့ဒီမှာလည်းကျွန်တော်9မှတ်ရှိနေပြီပြီးတော့ကျွန်တော် အဲနောက်တက်တော့မြန် wolf wolf ကတော့အခုချိန်မှာအခြေအနေမကောင်းဘူးဒါပေမဲ့အသင်းနီးပြပြောင်းလဲလာတာရယ်ပြီးတော့အရင်တည်းကတို့ရဲ့ hg တွေအရာဒီချက်ရတဲ့နဲ့အမှတ်တွေရှိတယ်ဗျအဲ့ဒီအတွက် wolf ကိုတော့ကျွန်တော်နိုင်ပွဲပေးထားတယ်ကျွန်တော်တို့ရှုံးထားတယ်အဲ့ဒီအချိန်မှာရှုံးမဲ့တာတော့0 9မှတ်ရှိတယ်နောက်ဆုံးဘောမောင်းတဲ့ပွဲမှာကျွန်တော်တို့အာအစိုးရအဆုံးများတမတ်ထက်တွေ့မယ်အဲ့တော့ကျွန်တော်တို့အချိန်မှာ10မှတ်ရှိမယ်အဲ့တော့ဒီ9ပွဲမှာကျွန်တော်တို့10မှတ်ရမယ်ပြီးတော့ ခုနမှတ်ရှင်းမှတ်ကတော့ကန်ဆိုးမကန်မဆိုးလဲဒီပုံစံအတိုင်းသူရဲ့ဖြစ်တင်ဖြစ်တိုက်တာလေးတဲ့သွားမယ်ဆိုတော့ခုနမှတ်ရှင်းမှတ်ရမယ်ဒါပေမဲ့ကျွန်တော်တို့ဘက်ကပို့ပြီးတော့စ조사နိုင်ရမယ်ဆိုလို့ရှိရင်10မှတ်လောက်ထိရနိုင်တယ်ပေါ့နော်အဲ့တော့၅ပွဲပြီးသွားတဲ့အချိန်မှာ10မှတ်ဆို16ပွဲမှာ10မှတ်ဆိုတော့ကျွန်တော်တို့အသင်းကအဲ့ဒီအချိန်မှာချန်ပီယံလိကိုကောင်းကောင်းကြီးတော့မျှော်မှန်းလို့ရပြီဗျဘာလို့ဆိုတော့အခုချိန်မှာ16မှတ်ဆိုတော့နောက်ရမယ်10မှတ်တော့28မှတ်ဖြစ်တဲ့အတွက်16ပွဲပြီးတဲ့အချိန်မှာ 16ပွဲပြီးတဲ့အချိန်မှာ28မှတ်28မှတ်ဖြစ်တဲ့အ ਨੇ ဆုံးပေါ့နော်28မှတ်လောက်ဖြစ်တဲ့အာ20နဲ့5မှတ်လောက်ဆိုလို့ရှိရင်ကျွန်တော်တို့က3-4နေရာမှာလက်တီနေနိုင်မှာတော့အသေးအကြပဲကဲအဲ့တော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်မီဒီယိုမှာတွေ့ကြမယ်